တွင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တွင်ချန်နယ်မှာဒီကနေ့ match လ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တွင်တက်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တွင်တက်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တွင်ကတော့စိတ်ဖြူအမတ်ကိုလီချောင်းရံကာကွယ်ရေးမှဘုံမှုစစောဝင်းကစစ်စီးကြီးပွင့်ပြီးကိုနေကန်းနဲ့ခီးသောပြည်သူတွေထံကနေစက်ကြီးကောက်ချင်းစစ်မှုတန်းအကြောင်းပြပြီးမိဘများထံမှငွေညစ်ချင်းများလုံနေဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းစိတ်ဖြူမြို့နယ်အမှတ်9လေချောင်းရံကာကွယ်ရေးစစ်စင်ရေးကုကဲမှုဌာနချုပ်မှဘူမှုစစောဝင်းကစစ်စေးဂိတ်ဖွင့်ပြီးကုန်တင်ကခီးတော်ပြည်သူတွေထံကနေချင်းချောက်ငွေတောင်းကန်လျက်ရှိတဲ့ပြင်စစ်မှုတန်းဥပဒေအကြောင်းပြပြီးလူငယ်တွေရဲ့မိဘများထံကနေလည်းငွေညစ်ချင်းများလှုပ်ဆောင်လျက်ရှိကြောင်းငွေညစ်ခံရတဲ့ဒေသပြည်သူများကပြောဆိုပါတယ်။ အမတ်ကိုလီချောင်းရံကာကိုရေးစစ်စင်ရေးကုကဲမှုဌာနချုပ်မှဗိုလ်မှူးစစောဝင်းကစိတ်ဖြူမြို့နယ်ကစုံးမကျေးရွာအနီးမှာစစ်စေးရေးဂိတ်များဖွင့်လှစ်ပြီးရင်းစစ်စေးရေးဂိတ်များမှဖျက်တမ်းတွာလာတဲ့ကုန်တင်ကားများစီပေါ်စာများကြီးတဲ့တင်ကားများခီးသောပြည်သူများထံကနေငွေကြေးတောင်းခံမှုများချိန်ချောက်လုဆောင်လျက်ရှိကြောင်းသိရပါတယ်ဒီကစုံးမကျေးရွာအနီးဂိတ်တွေမှာဗိုလ်မှူးစစောဝင်းကဘလို့ပြောရမလဲဂိတ်ဖွင့်ပြီးစက်ကြီးကောက်တာပေါ့ကစုံးမရွာအနီးစစ်စေးရေးဂိတ်ကနေဖျက်တမ်းတွာလာနေတဲ့ကုန်တင်ကားစီပေါ်စာ ခီးတဲ့တင်ရင်လိုင်းနဲ့စိုက်ကယ်စီးခီးသွားပြည်သူတွေအားလုံးစီကနေငွေကောက်တာငွေကျက်ထောင်ကနန်းကနေတိမ့်ချီပြီးတော့ကိုတောင်းနေတာလို့ရင်းအခြေအနေကိုသိရှိတဲ့ဒေတာပြည်သူလည်းဖြစ်စစ်တပ်နဲ့ဆက်နွယ်နေတဲ့တရင်အရင်မြက်ကပြောဆိုပါရယ်ဒါပြင်ဘုံမှုစောစောဝင်းတဲ့အဖွဲ့ကစိတ်ဖြူမြို့နယ်ကစွန်းမလေချောင်းရံကာကွယ်ရေးတပ်အနီးကကြေးရွာတွေကိုလှည့်လည်ပြီးစစ်မှုတန်းဥပဒေအကြောင်းပြ၍လူငယ်ရှိတဲ့မိဘများထံကနေငွေကျက်တိမ့်ချီငွေညစ်ချင်း PDF လို့လူငယ်တွေကိုဆွတ်ဆွဲဖမ်းဆီးပြီးတော့ ငွေညစ်ချင်းများတောက်လျှောက်ဆိုတလို့ကျူးလွန်လျက်ရှိကြောင်းသိရှိရပါတယ်။လူငယ်တွေကတော့အတင်းအဓမ္မဖန်ဆီးတယ်။ PDF လို့ဆွဆွဲပြီးငွေတောင်းတယ်။စစ်မှုတန်းဥပဒေအကြောင်းပြပြီးငွေတောင်းတယ်။ငွေတောင်းလို့မပေးရင်မိဘတွေခေါ်တယ်။ချင်းချောက်ငွေတောင်းတယ်။သူဘလောက်စိုးလဲဆိုရင်သူ့ရဲ့ရဲဘော်တွေတောင်သူ့ကိုမကြိုက်ကြတော့ဘူးလို့ငွေညစ်ခံရတဲ့လူငယ်တဦးရဲ့မိဘကပြောဆိုပါတယ်။ဗိုလ်မှုစစော်ဝင်းကတက်တွင်းဖိနှိပ်မှုများကိုလည်းလှုပ်ဆောင်လျက်ရှိတဲ့ပြင် တက်တွင်းရဲမေတွေကိုနှုတ်နဲ့လိမ်ပိုင်းဆိုင်ရာစော်ကားပြောဆိုခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းအိမ်တောင်ရှိပေမဲ့လည်းရင်းနံကြောင်မျိုးမရဲစခန်းမှဒူရဲအုပ်အမျိုးသမီးရဲအရာရှိကိုလည်းခိုးယူပောင်းတင်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းဇနီးဖြစ်သူမှနေပြည်တော်တက်ကုန်းမှနေထိုင်ကြောင်းသိရှိရပါတယ်။အဲ့ဒီဘုံမူကကြမ်းပေစိုးပေရမ်းပေလို့ဖြစ်နေတာဘယ်သူမှလည်းမတားရဲတယ်လို့တိုင်လဲဘာမှမဖြစ်ပါဘူး။ပြည်သူလူထုကတော့အခံရဆုံးပဲလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းခန့်အပ်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ထန်တလန်မြို့မှာရှိတဲ့နေအိမ်ခြံနဲ့မြေအားလုံးကိုပြည်သူပိုင်အဖြစ်ချိတ်ပိတ်သိမ်းဆဲလိုက်ပြီးဟုချင်းပြည်သူကကွေတက်ကကြေညာဟာခါမှာရှိတဲ့နေအိမ်ကိုလည်းယခုနှစ်ဖေဖော်ဝါရီလမှာ CDF ဟာခါကချိတ်ပိတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်မင်းအွန်လိုင်းကခန့်အပ်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ထန်တလန်မြို့မှာရှိတဲ့နေအိမ်ခြံနဲ့မြေအားလုံးကိုပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆဲလိုက်ပြီးဖြစ်ကြောင်းချင်းပြည်သူ့ကာကွယ်ရေးတပ် CDFTD ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။ချင်းပြည်နယ်တန်တလန်မြို့တစ်ခုလုံးကိုမိရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးတဲ့သူပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်စွာအကောင့်ထဲပေါ်ဆောင်ရွက်တဲ့လုပ်ငန်းများမှာတက်တက်ကြွကြွပါဝင်သူအကြမ်းဖက်စစ်တပ်ကဖွဲ့စည်းထားတဲ့စစ်ကောင်စီမှာအဖွဲ့ဝင်တဦးအဖြစ်ပါဝင်ဆောင်ရွက်သူဖြစ်တဲ့အတွက်၎င်းပိုင်ဆိုင်တဲ့တန်တလန်မြို့မှာရှိတဲ့အိမ်ချမ်းမြေအားလုံးကိုတော်လန်ရေးကာလအတွင်းပြည်သူလူထုကိုစား CDF တန်တလန်ကောင်စီက ြီးပိုင်သိမ်းဆဲလိုက်ပြီးလိုအပ်တယ်လို့ဆက်လက်ကင်တွယ်သွားမှာဖြစ်ကြောင်းအစ်စ်တက်လာမဲ့အစိုးရတစ်တံကိုထမ်းမှန်လွှဲအပ်မိဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်ထို့အတူယခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကအကြမ်းဖက်မင်းအောင်လိုင်းခန့်အပ်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမူထန်ရဲ့ဟာခါမျိုးနေအိမ်ကိုချင်းတော်လန်ရေးတက်ကပြည်သူပိုင်ဖြစ်ချိတ်ပိတ်သိမ်းယူခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ရာယခုတန်တလန်မြို့မှာရှိတဲ့နေအိမ်သိမ်းပိတ်ခံရမှုမှာဒုတိယအကြိမ်မြောက်နေအိမ်ချိတ်ပိတ်သိမ်းဆက်ခံရမှုလည်းဖြစ်ပါတယ် စစ်ကောင်စီအဖွဲ့ဝင်တောက်တမှုထံရန်ကုန်မြို့နယ်နေပြည်တော်မှာနေထိုင်လျက်ရှိပြီးချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးဟုန်ငိုင်းအငိမ့်စားညွန့်ချုပ်တောက်တာပန်းမောင်ရာဒူးဝန်အဖွဲ့ဝင်ဟောင်းဦးငုံမောင်ချင်းပါတီခေါင်းဆောင်တူဦးနိုးထံကတ်တို့နဲ့အတူချင်းပြည်တစ်ပါတီကိုတီထောင်ကစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရန်ပြင်ဆင်လျက်ရှိပါတယ်သူကအရင်ကတည်းကစစ်တပ်ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီမှာပါဝင်နေတဲ့သူဖြစ်တဲ့ပြင်ຫນွေဦးတော်လိုင်းရဲ့ကာလမှာစစ်တပ်နဲ့တရားရဂိုင်းတို့ပူးပေါင်းသူဖြစ်ပါတယ် ဒါကြောင့်ဒီလိုပိတ်ပင်တာကိုလက်ခံသင့်ပါတယ်လို့ CNN CNF မှအဖွဲ့ဝင်တဦးကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။ချင်းပြည်နယ်ကျန်းဖို့ပါတီဥက္ကဋ္ဌဖြစ်ခဲ့သူဒေါက်တာမူထံအကျန်းဖက်စစ်ကောင်စီရဲ့အဖွဲ့ဝင်အဖြစ်2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာမင်းအွန်လိုင်းကခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းကွန်ဒေတာတိုက်ပွဲမှာတက်မတုံးတုံးမှဒုတက်မမှုဘုံမူကြီးဇင်မျိုးဦးထိကိုက်တံရရရှိခဲ့ပြီးဖုံးကိုတင်ဆက်ရရှိကလူမှုရေးဖောက်ပြန်မှုအချက်အလက်များတင်ဆက်ရရှိထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေသတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်မ၃တုံးမှဒုတပ်မမူဗိုလ်မှူးကြီးဇင်မျိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖုံးကိုတင်းဆဲရရှိကလူမှုရေးဖောက်ပြန်မှုအချက်အလက်များတင်းဆဲရရှိထားကြောင်းယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကပြောဆိုပါတယ်။မတ်လ၁၇ရက်နေ့မှာမင်းကွန်းဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးတပ်မ၃တုံးမှဒုတပ်မမူဗိုလ်မှူးကြီးဇင်မျိုးဦးအပါအဝင်စစ်ကောင်စီတပ်သားအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ဒါပြင်တိုက်ပွဲအတွင်းမှာဘူမူကြီးဇင်မျိုးဦးရဲ့ဖုံးကိုတင်ဆက်ရရှိခဲ့ပြီးတက်အတွင်းမှာတခြားယာတူးအဆင့်ရှိသူတဦးရဲ့ကျောင်းနေအရွယ်မိန်းကလေးတဦးနဲ့လူမှုရေးဖောက်ပြန်မှုအချက်အလက်များကိုတော်လန်ရေးတပ်ဖွဲ့များကတင်ဆက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒါအပြင်၎င်းကင်ဆောင်တဲ့ဖုန်းအတွင်းမှအခြားအရေးကြီးအချက်အလက်များကိုလည်းတင်ဆက်ရရှိထားပြီးလုံခြုံရေးအခြေအနေအရထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း Unicorn ပျောက်ကြားတပ်ဖွဲ့ကပြောဆိုပါရတယ်။အဆိုပါတိုက်ခိုက်မှုကို Unicorn ပျောက်ကြားတပ်ဖွဲ့နဲ့တူ Twitter League Attacking and Production Acid LPDF Wallet စကိုင်း PDF Mingon PDF Tor Twin Tupi People Servant Force Phoenix SGG Riot Falcon Guerrilla Force နဲ့ အင်းသားလေးလက်နက်ကြီးတပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးပူပေါင်းမဟာမိတ်အဖွဲ့မှရဲဘော်၄ဦးမစိုးရိမ်ရာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာနမခဌာနချုပ်ကိုရှော့တိုက်တုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုအရာရှိစစ်တီရန်စစ်ကြောင်းတက်မှအရာရှိတအူးပါဝင်၉ဦးသေဆုံးအုပ်ချုပ်မှုရုံးရဟဲရင်ထားရှိရာဂိုဒေါင်နဲ့ကြီးကြပ်ကန့်သက်ပစ္စည်းများမီးလောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နမခကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအရာရှိစစ်တီအရန်စစ်ကြောင်းတက်မှအရာရှိတအူးပါဝင်ကိုဦးသေးဆုံးခဲ့ပြီးအုတ်ချုံမှုယုံရဟယင်ထားရှိရာဂိုတောင်နဲ့ကြီးကျက်ကန့်သက်ပစ္စည်းများမိလောင်ခဲ့ကြောင်း Brave Warriors of Myanmar BWM မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်မတ်လ23ရက်နေ့ည9:43မိနစ်ခန့်မှာမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကိုတော်လန်ရေးတပ်ဖွဲ့များကတရခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ဲ့ဒီတိုက်ခိုက်မှုအတွင်းမှာနမခရဲ့အုပ်ချုပ်မှုရုံးရဲရင်တရှိရာကိုတောင်နဲ့အမတ်၈၁ဆက်သွယ်ရေးအလုပ်ယုံအတွင်းမှာရှိတဲ့ကြီးကြပ်ကန့်သက်ပစ္စည်းများလဲမီးလောင်ခဲ့ပြီးလုံခြုံရေးယူရန်အသင့်ဆောင်နေတဲ့တက်နယ်အသီးသီးမှအရာရှိစစ်တီအရင်စစ်ကြောင်းတက်မှအရာရှိတဦးနဲ့အခြားအဆင့်စစ်တီ၆ဦးသေဆုံးကစစ်တီ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှ၂ဦးထပ်မံသေဆုံးခဲ့တဲ့အတွက်စုစုပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးခဲ့ကြောင်း Brave Warriors of Myanmar BWM တာဝန်ရှိသူတို့ကပြောဆိုပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမှာ MI-17 စစ်ရဟယင်နှစီပုံမှန်အတက်အစင်ပြုတ်လုနေပေမဲ့တိုက်ခိုက်မှုပြုတ်လုခဲ့တဲ့ညပိုင်းမှာရဟယင်ဒစည်းတာအတက်အစင်လုတ်တီကိုတွေ့မြင်နေရတဲ့အတွက်ကြောင့်ရဟယင်ဒစည်းလဲထိခိုက်မှုရှိနိုင်ကြောင်းသိရှိရပါတယ်။ဒီတစ်ခေါက်မစ်ရှင်ကထူးခြားတာတော့ရှိပါတယ်။ကျွန်တော်တို့ဘက်ကရဲဘော်တွေပြစ်ပြီးတဲ့အချိန်မှာသူတို့ဘက်ကဘာမှကိုပြန်လဲပြစ်ခတ်ခြင်းမပြုတာကတော့ထူးခြားချက်တစ်ခုရှိပါတယ်။ ပြစ်မဲ့သူတွေပဲထိတဲ့ထက်ပါသွားတာလားဘာလားတော့စဉ်းစားစရာပါဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံတဝင်းကတော်လန်ရေးညီကိုမောင်နှမများနေတူဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုတာပြောကြင်ပါတယ်လို့ Brave Warriors of Myanmar BWM တာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Freedom Revolution Force FRF ရန်ကြီးအောင်ဘုတလင်း Shadow မုံရွာ Democratic Rangers အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာ၃ရက်ကြာညဉ့်ဉန်ရေးစကားဝိုင်းကျင်းပနေမှုအစိပ်ပင်ရေလောင်းသောအလုံးမရှိကြောင်ရီချိုးတဲ့လုပ်ရဲလို့ KNU ဗဟုအလုံးအမှုဆောင်ဘဒိုစောတော်နီကဝေဖန်ရှုတ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာ၃ရက်ကြာညဉ့်ဉန်ရေးစကားဝိုင်းကျင်းပနေမှုဟာအစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်ရီချိုးပေးနေတဲ့အလုပ်တာဖြစ်ကြောင်း ကရင်မျိုးသားစီယုံ KNU ဘိုအလုံးမှုဆောင်ဘရိုစော့တော်နီကဝေဖန်ရှုတ်ချလိုက်ပါတယ်နေပြည်တော်မှာအကြံဖက်စစ်ကောင်စီလက်အောက်ခံအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချုပ်နိုင်ငံရေးပါတီများပါဝင်တဲ့၃ပွင့်ဆိုင်ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025ကိုယနေ့မတ်လ24ရက်နေ့မှစတင်ပြီးမတ်လ26ရက်နေ့ထိ၃ရက်ကြာပြုလုပ်နေခြင်းဖြစ်ပါတယ် တိုင်းပြည်တစ်ခုလုံးပျက်စီးခြင်းများစိုက်ရောက်နေတဲ့အချိန်မှာနေပြည်တော်မှာရင်းကဲ့သို့အရေးမပါတဲ့လောက်ရက်များလှုပ်ဆောင်နေခြင်းဟာအစိပ်ပင်ရေလောင်းတဲ့လောက်ရက်အလုံးမရှိကြောင်ရီချိုးပေးနေတဲ့လောက်ရက်တာဖြစ်ကြောင်း KNU ဘူအလုံးမှုဆောင်ပရိုဆော့တော်နီကပြောဆိုပါရယ်အလကားအပိုလုတ်တွေပါတိုင်းပြည်ကဒီလောက်အရေးကြီးပြီးတကယ်ကိုအတိမ်းဆောင်မခံတဲ့အချိန်မှာဒီလူတွေကမအားလကိုတွားပြီးတော့အစိပ်ရေလောင်းဖဖရရရနဲ့ပဲကြောင်ရီချိုးပေးနေတာနဲ့တူတယ်တကယ်တမ်းဆိုရင်မအားလကိုယ်တိုင်က တိုင်းပြည်ကပျက်စီးခြင်းကိုဥတီနေတယ်ဆိုတာလူတိုင်းသိတယ်။ဒါပေမဲ့သူကလုံးဝခီးမဆိုင်ပဲနီရိုးဘရင်တရော့ထုမပြတ်ဆိုးတယ်လို့လုံနေတာ။ဒါကအမြဲတမ်းကြုံတွေ့နေရတဲ့ဟာတွေပဲအထူးဆန်းတော့လဲမဟုတ်တော့ပါဘူးလို့ဖရိုဆော့တော်နီကပြောဆိုပါတယ်။ဂျပန်စစ်ကောင်စီကတော့ငင်းချမ်းရေးစကားဝိုင်းအနေနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်အပေါ်ကဏ္ဍတည်တည်မှထင်ပေါ်ကျော်ကြားသူများအသိပညာရှင်အတတ်ပညာရှင်များပုံမအာယုံစိုက်ပါဝင်လှုပ်ဆောင်နိုင်စေဖို့ ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်တဲ့နီးလန်းနဲ့ဆောင်ရွက်ချင်းကသာရေရှည်တည်တတ်မည်ဖြစ်ကြောင်းလူလူအကြအသည့်အမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပြည်ပခန့်များအမြန်ဆုံးရှော့ချနိုင်ပြီးနိုင်ငံရေးစီးပွားရေးပုံမတိုးတက်ကောင်းမွန်လာစေဖို့ရေတိုရေရှည်လုပ်ငန်းများပေါ်ဆောင်နိုင်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးမှာတော်လန်ရေးရန်ပုံငွေနဲ့တူစစ်ကောင်စီတံပူပေါင်းထားတဲ့ PDF ရဲဘော်တအူလုတ်ကြံခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကလေးမြို့မှာတော်လန်ရေးရမုံငွေနဲ့လက်နက်ကိုယူဆောင်ကစစ်ကောင်စီထံပူပေါင်းသွားတဲ့ PDF ရဲဘော်ဟာပြိုစောထီတို့ရဲ့လုတ်ကြံချင်းခံရကြောင်းဒေသခံပြည်သူများထံကနေသိရှိရပါတယ်။လုတ်ကြံခံရသူမှာပြည်သူ့ကာကွယ်ရေးတပ်ကလေးမှရဲဘော်ကိုစင်ကိုဦးဖြစ်ပြီးမတ်လ22ရက်နေ့ည8နာရီဝန်းကျင်မှာကလေးမြို့မင်္ဂလာဦးရင်ဘုံကြီးကျောင်းဝိုင်းမှာပြိုစောထီတို့ရဲ့ပြစ်တက်ခြင်းကိုခံခဲ့ရခြင်းဖြစ်ပါတယ်။ပြိုစောထီတွေတက်ဆွဲထားတဲ့မင်္ဂလာဦးရင်ဘုံကြီးကျောင်းဝင်းထဲမှာ ပါဇက်သေးသူ့ကိုသူတနက်နဲ့ပြစ်တက်သွားတာလို့သတင်းဖြန့်နေအမှန်တော့မဟုတ်ဘူးပြူစောတီတူကဘိုက်ကိုတနက်နဲ့နှစ်ချက်ပြစ်တက်လိုက်တာပါတေးတာလဲဘိုက်မှာအပြစ်ခံရတဲ့ဒဏ်ရာနဲ့တေးတာပါအခင်းဖြစ်တဲ့နေရာကိုအဲ့နေ့ကဘယ်သူမှသွားခွင့်မပေးဘဲပိတ်ထားတယ်ကျွန်တော်တို့လည်းနောက်မှသိရတာလို့ကလေးမျိုးခံတူက ARI time ကိုပြောပါတယ်ဒီဆုံးတဲ့ရုပ်အလောင်းကိုကလေးမျိုးရင်ခွဲရုံကိုပို့ဆောင်ပြီး၎င်းရဲ့မိသားစုဝင်ထံကိုအလောင်းမပေးတယ်လို့အကြောင်းကြားခြင်းလည်းမရှိဘဲညာရင်းချင်းပြူစောတီနဲ့စစ်ကောင်စီတပ်တို့က ပြင်သာတင်းချိုင်းမှာတကြိုလက်ကြောင်းသိရှိရပါတယ်။ကိုစင်ကိုဦးဟာ2023ခုနှစ်မှာပြည်သူများလှူဒန်းထားတဲ့တော်လန်ရေးရမုံငွေ3000နီးပါးနဲ့တနက်တက်လက်ကိုယူကာကလေးမျိုးမှာရှိတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတို့ထံပူးပေါင်းသွားတဲ့ PDF ကလေးတပ်ဖွဲ့ဝင်တအုပ်ဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ MNDAA နဲ့စစ်ကောင်စီဆွေးနွေးပွဲသဘောတူညီချက်မရ၍လာရှိုးမျိုးလေချောင်းအန်ရဲ့တတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အစိုးရရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာတွေ့ဆုံဆွေးနွေးနေတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ စစ်ကောင်စီဆွေးနွေးပွဲသဘောတူညီချက်မရရှိဘဲပြီးဆုံးသွားပြီးနောက်လာရှိုးမြို့မှာလေကြောင်းအန်ရရဲ့သတိပေးချက်ကို MNDAA ရဲ့လာရှိုးမြို့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတို့ကသတိပေးထားပါတယ်။ဆွေးနွေးပွဲကမအောင်မြင်ဘူးလို့ကြားရတာပဲ။အဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အထူးကကတော့ လေချောင်းအန္တရာယ်ကိုဂရုစိုက်ကြပါလေချောင်းတက်ခိုက်မှုမဖြစ်တာကြာပြီပဲဆိုပြီးပေါ့ပေါ့ဆတ်ဆတ်မနေကြပါနဲ့အထုဂရုစိုက်ပါစကဆတောက်ယူရဲ့စိတ်ကမမှန်ကြလို့ပါလို့၎င်းကလူမှုကွန်ရက်မှာတစ်ဆင့် match လ24ရက်နေ့ညမှာတတိပေးထားပါတယ် MNDAA နဲ့စစ်ကောင်စီဟာကုမင်းမြို့မှာ match လ22ရက်နေ့မှာစ၍ တွေ့ဆုံဆွေးနွေးကြပြီးနေမည်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးညှိနှိုင်းမရတဲ့အခြေအနေဖြစ်ကြောင်းသတင်းရရှိပါတယ်။ MNDAA ကိုလာရှိုးမြို့မှာဆုတ်ပေးသွားရန်စစ်ကောင်စီကတောင်းဆိုခဲ့တဲ့အတွက်ကြောင့်သဘောတူညီချက်မရရှိခဲ့ပဲဆွေးနွေးဘက်မှအောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။ဆွေးနွေးဘက်ကအဆင်မပြေဘူး။ဒါဆိုလေကြောင်းရန်ကစိုးရင်ရတယ်။တော်တော်လေးသတိထားနေရမှာဟုတ်တယ်။ဆွေးနွေးဘက်ရလကစစ်ကောင်စီလာရှိုးကိုပြန်ဝင်မလာရေးပဲအရေးကြီးတာလို့လာရှိုးမြို့ဒေသခံတအုပ်ကပြောဆိုပါတယ်။ မတ်လ20ရက်နေ့ညမှာဒေသခံတချို့က MNDA အနေနဲ့လရှုံမြို့မှာပြန်လည်မဆုတ်ခွာရတဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုကိုရပ်တန့်ပေးဖို့ပျောက်ကြားတဲ့ပိတ်ပြုလုပ်ခဲ့ပါတယ်။မြန်မာအရေးပေါ်တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုကိုချက်ချင်းရပ်တန့်ပေးရန်တောင်းဆိုတဲ့တပ်ပုံစာသားတွေကိုမြို့နေရာအချို့မှာလိုက်လံကက်ခဲ့ခြင်းဖြစ်ပါတယ်။လရှုံမြို့မှာ MNDA အုပ်ချုပ်ရေးရန်ရံများဆက်လက်လေပတ်နေပြီးလာမယ့်ကြံပွဲတော်ကိုလည်း CC ကကကျင်းပမည်ဖြစ်ကြောင်း MNDA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ MNDA အပြင်စစ်ကောင်စီကတရုတ်အစိုးရရဲ့ဖိအားပေးမှုနဲ့တအောင်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့လည်းဆွေးနွေးခဲ့ပါတယ်။ TNL နဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့ February လလယ်ကကုမင်းမြို့မှာဆွေးနွေးမှုအဆင်မပြေခဲ့ကြောင်း TNL က February လ19ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်နိုင်ပိုင်းအကြာမှာစစ်ကောင်စီကနောင်ချိုမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးဒေသခံပြည်သူ3ဦးသေဆုံးခဲ့ပြီး4ဦးဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိကာလဟာမြောက်ပိုင်းညီနောင်တုံးပွဲအတွက်အစမ်းတက်ခံကာလဖြစ်ပြီး စီးလုံးညီညွတ်မှုနဲ့နားလည်မှုပုံမခိုင်မအောင်လှုပ်ဆောင်သွားမည်ဟုမက်စလာ17ရက်နေ့ကကျင်းပတဲ့ MNDAA ရဲ့36နှစ်မြောက်တက်မတော်နေ့အခမ်းအနားကို TNLA နဲ့ Arakha တပ်တော် AA ကတဝင်လွှာပေးပို့ခဲ့ပါတယ်။ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများကိုညီနောင်မဟာမိတ်ပီတာစွာစူးစီးကြော်ဖြတ်သွားရန်အမြဲတမ်းရှိတယ်လို့ TNLA နဲ့ AA ကအသိပေးထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ရှင်လန်း